ဆက်လက်လေကတော့1865ခုနှစ်ညတညဝါရှင်တန် DC မှာပြည်တွင်းစစ်ပြီးဆုံးပြီး9ရက်အကြာမှာပဲဂျွန်ဝီစစ်ဘုတ်နဲ့ဆိုင်လတ်ဝီကင်ဆန်ဆွဲလူနှစ်ယောက်ဟာဗဟေဒီပဲဖြည့်ရှင်းတဲ့နေရာမှာကျွမ်းကျင်တဲ့တောမက်ကိတ်ဆွဲလူစီရုတ်တရက်ရောက်လာခဲ့ပါရင်ဘုတ်ကတောမက်ကိုသူ့ရဲ့တန်ရာဝီအထဲမှာမှတ်သားထားတဲ့ကိုကိုဘာသာပြန်ပေးဖို့အတွက်တောင်းဆိုခဲ့ပါရင်အဲ့ဒီစကဝက်မှာဆိုရင်လူအိုင်းပေးဆက်ရတဲ့အကျွေးဆွဲစကစုပါဝင်နေခဲ့ပါရင် မကြခင်မှာတော့ sign up ကဘူကိုသူ့ရဲ့အဓိကရည်မှန်းချက်ကို account ထဲပို့ဖို့တတိပေးလဲပါရီတော့မဲ့ကိုကိုဖြည့်ရှင်နေတော့သူကစောင့်နေမယ်လို့ပြောပါရီဘူဖာ seal up ရဲ့အကြံပြုချက်အတိုင်းလိုက်နာပြီးတော့ဖို့ရုပ်ရှင်ရုံကိုတွားလိုက်ပါရီဘာကြောင့်လဲဆိုရင်တော့သူဟာတမရအီဘရာဟင်လင်ကွန်းကိုတတ်ဖို့အတွက်ကြံစီနေတာဖြစ်နေခဲ့ပါရီ ြစ်ခတ်လောက်ချမှုတည်င်းဟာအားလုံးကိုချက်ချင်းတုံ့လောက်သွားစီခဲ့ပါရင်တော့မဲ့ကလည်းပါခဲ့ပါရင်သူကလည်းနောက်ဆုံးတော့သူ့ရဲ့ရှေ့မှာရှေ့ရဲ့လူတွေဟာတစ္ဆာဖောက်တွေဖြစ်နေတဲ့ဆော်ကူတော်ပေါက်သွားခဲ့ပါပြီတချိန်တည်းမှာပဲသူဖြည့်ရှင်နေတဲ့ဒိုင်ယဝီအထဲကပဟေတိဟာဘန္နာဝီတိန်းဆဲထားတဲ့မြေပုံတစ်ခုဖြစ်နေတာကိုသိသွားခဲ့ပါရင်ဒါကြောင့်ဘန္နာဝီ မတဲ့လူတွေရဲ့လက်ထဲမရောက်စေဖို့အတွက်သူကဇွဲကိုစုပ်ဖြဲပြီးတော့မီးရှို့ဖို့ကြံစီခဲ့ပါရီဒါပေမဲ့ကံမကောင်းစွာနဲ့ပဲစီလက်ကတိသွားခဲ့ပါပြီသူကချက်ချင်းပဲကြံတဲ့ဇွဲကိုယူပြီးတော့တောမဲကိတ်ကိုတတ်ပြစ်လိုက်ပါရီနှစ်တည်းအများကြီးကုံသွားခဲ့ပေမဲ့ကိတ်ရဲ့မြေမြစ်တွေကအဲ့ဒီဖြစ်ရကိုမမေ့ဘဲနဲ့ဆက်ပြီးပြောနေကြပါရီကိတ်ရဲ့မြေဖြစ်သူဘင်ကိတ်ကတောမဲကိတ်ဟာတစ္ဆာဖောက်လေးကိုရက်တန့်စေပြီးတော့ဘန္တာအကြောင်းအရေးအမွေရခဲ့လို့သူ့ကိုသူရဲ့ကောင်းအဖြစ်အမှန်ရရှိဖို့ဒီပုံပြင်ကိုပြန့်ပွားလုပ်ခဲ့ပါရီ ဒါပေမဲ့ရုတ်တရက်တယောက်ကဘင်မြဲပုံပြင်ကိုဆန့်ကျင်လိုက်ပါပြီဘူပြဲတရားဝီဟာမီးမလောင်ပဲကြံနေတဲ့ဇွဲတွေနဲ့ပတ်သက်တဲ့တက်တီဝီရှိတယ်ဆိုပြီးဒေါ်မက်ကေဟာအမန်တကယ်ဆိုရင်တော့ဘူနဲ့စီလပ်ကိုအီဘရာဟင်လင်ကွန်ကိုလှုပ်ကြံဖို့အတွက်ဖိတ်ခေါ်ခဲ့တယ်လို့ဆွဆွဲပြီးတော့ဘင်မြဲပုံပြင်ဟာအတူအယောင်ဖြစ်တယ်လို့လည်းပြောခဲ့ပါပြီးဘင်မဟာဒါကိုကြားတော့တော်တော်လေးကိုတွန်းလှုပ်သွားခဲ့ပါပြီးသူကချက်ချင်းပဲစီလပ်ဝီကင်ဆန်ရဲ့ မြင်းမြင့်ဖြစ်တဲ့ Miss Weekend Sam ဆွဲလူကိုအဲ့ဒီသမိုင်းဝင်ပစ္စည်းအားစစ်ဆေးဖို့တောင်းဆိုခဲ့ပါရင်းပြတိုက်ကစစ်ဆေးတော့အဲ့ဒီဆွဲတွေဟာတစ်ခုနဲ့တစ်ခုကိုက်ညီတာကိုတွေ့လျရပါရင်းဒါပေမဲ့အဲ့ဒီပစ္စည်းကအစစ်မှန်ဟုတ်သလားမဟုတ်ဘူးလားဆိုတာကိုပို့ပြီးသိရှာအောင်စစ်ဆေးရှင်နေတယ်ပါရင်းအစီဝေးပြရနောက်ပြင်းနေသူ့ရဲ့အဖေဖြစ်သူ Patrick တို့စဉ်းစားလို့မရတော့ပါဘူးအထူးသဖြင့် Patrick ပါသူကပုံပြင်ရဲ့အသေးစိတ်တွေကိုမမ်းမိနေခဲ့ပါရင်ဒါပေမဲ့ကံမကောင်းတာကမစ်မှာတက်တေဝေရှိနေခဲ့ပါရင် ကိမိသားစုကမျိုးဆက်တစ်ခုကနေတစ်ခုကမ်းလာတဲ့ပုံပြင်ထက်မိဖတက်တီကပူပြီးအားကောင်းနေတာအမှန်ပဲဖြစ်ပါရင်ဒီလိုလုံးဝဘူပေါင်းကြံစီမှုကကိမိသားစုရဲ့ဂုံတိခါကိုငင်ငန်းစေနိုင်တာအမှန်ပါဒါကြောင့်ပြမဒိုင်ယရီထဲကမတ်စုဟာတကယ်ကိုမှဗန္ဒာမီပုံတစ်ခုဖြစ်တယ်ဆိုတော့တက်တီပြဖို့အတွက်ဂတိပြုလိုက်ပါရင်အချိန်မပြုံးရှင်တော့တဲ့ပြမအမေရိကန်သမိုင်းဆရာလုံးဝကြံစီမှုရဲ့အကြောင်း theory way ပါတဲ့တမိုင်းဆုပ်ရေးတဲ့စာရေးဆရာ Ryan Lee ဆွဲသူရတငယ်ရှင်ကိုချက်ချင်းတွားတွေ့ခဲ့ပါရင် ဒါပေမဲ့အကံမကောင်းစွာနဲ့ပဲသူ့ရဲ့ဘဝကအဆင်ပြေမနေခဲ့ပါဘူး။ဇုတ်တွေဈေးကွက်ထဲမှာမရောင်းရပါဘူး။သူအမြဲတမ်းကုန်ယူနေခဲ့တဲ့ Ferrari ကားကိုလည်းအခွင့်မဆောင်နိုင်ဘူးဆိုပြီးအစိုးရကတင်သွားခဲ့ပါရင်ဘင်မာရိုင်းလီကိုသူ့ရဲ့အင်တကာကုန်နှစ်ပတ်ဖွင့်ဖို့အတွက်အကူအညီတောင်းခဲ့ပါရင်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ရေးစာဟောင်းအဘီကေနဲ့လမ်းခွဲပြီးကတည်းကသူမဟာအင်ကိုယူသွားခဲ့ပြီးပတ်စကိုကိုလည်းပြောင်းလဲပြစ်လိုက်ပါရင်ဘင်အင်ပြန်လာတဲ့ UL check ကတော့ဇွဲစတန်ထိန်းသိမ်းရေးဌာနရဲ့ဒရိုက်တာဖြစ်တဲ့အဘီကေရဲ့ဝန်ထမ်းကတ်ကိုယူဖို့ပါ သူကအဲ့ဒီကတ်ကိုအုံပြူပြီးအဘီကေရဲ့ယုံခန်းတဲ့ဖောက်ဝင်ကဘူပြဲဒိုင်ယာဝီကိုစစ်ဆေးရှင်ခဲ့ပါရီဒါပေမဲ့ဘင်အင်ကနေထွက်မတွားခင်အဘီကေပြန်လာခဲ့ပြီးတော့သူ့ကိုလက်ဘူးလက်ချက်ဖမ်းမိသွားခဲ့ပါရီရှောင်ဖဲလို့မေရတော့တဲ့အခါမှာဘင်ကနောက်ဆုံးတော့သူ့ရဲ့ပြန်နာကိုပြောပြလိုက်ပြီးရှေအောင်ပြည်စည်းဝေးကိုစစ်ဆေးဖို့အတွက်တောင်းဆိုခဲ့ပါရီနှလုံးသားလေးနဲ့ပဲအဘီကေကနောက်ဆုံးမှာဘင်မြတ်တောင်းဆိုချက်ကိုလိုက်လျောပြီးခဲ့ပါရီဘာကြောင့်လဲဆိုတော့သူကသူ့ရဲ့ရှေအောင်ပြည်စည်းတစ်ခုကိုပေးမယ်လို့ကတိပေးခဲ့လို့ပါစစ်ဆေးတဲ့နေရာမှာပထမတော့ဘာရလာမှမထွက်ပါဘူး ဒါပေမဲ့အဘိကေကပို့ပြီးတေချာဆစ်ဆေးတဲ့အခါမှာဇွဲရနောက်ကျောမှာဆိုရင်တိတာထင်ရှားလာတာကအရေးအမွတ်တွေတင်းဆဲထားတာရှိနေခဲ့ပါရင်ဒါကြောင့်သူကအပင်ကိုတတိပေးလိုက်ပါရင်နောက်တနေ့မှာပဲသူ့ရဲ့ပြတိုက်ဝန်ထမ်းတွေကဒီသမိုင်းဝင်ပြည့်စည်ရဲ့တွေ့ရှိမှုကိုကျင်ညာတော့မှတေချာတယ်လို့ပြောပါရင်ပြီးတော့ဗင်မြတ်ဘိုးဘေးကိုသမရလင်ကွန်လုံးချက်မှုမှာပါဝင်ပတ်သက်တယ်လို့စဉ်းစားကြမှာဖြစ်ပါရင်အဘိကေရဲ့ကြောက်ရွံ့မှုတွေကမှန်ကန်ခဲ့ပါရင်တော်မဲကေဟာသမရလင်ကွန်တေဆုံးမှုကိုစီစဉ်ခဲ့သူဖြစ်တယ်ဆိုရဲတွေ့ရှိချက်ကို မေပကမီဒီယာဝေအားကြေညာခဲ့ပါရင်ဒီ theory ကတည်တည်ပြနိုင်ခဲ့တာကတော့ဝီကင်ဆန်မိသားစုကတင်ဆက်ထားတဲ့ဘုပြ diary ဆိုပဲကြောင်းပဲဖြစ်ပါရင်ဒီသတင်းကိုနောက်ပိုင်းမှာဆိုရင် FBI ကကြားသွားခဲ့ပါရင်ဒါပေမဲ့ဘင်နဲ့တငယ်ချင်းဖြစ်တဲ့ပီတာဆာဒက်ကီကယုံလို့မရပါဘူး။သူဟာတကခုထူးဆန်းနေတယ်လို့ခံစားရပါရင်ပြီးတော့မစ်စီမှာလိုအပ်ထားတဲ့ UI ရှက်တွေရှိတယ်လို့တန်တရားရှိပါရင်ဒါပေမဲ့ဘာမှကောက်ချက်မရှာခင်ပီတာကသူ့ရဲ့လူဝေကိုမစ်ကင်ဆန်ရဲ့နောက်ခံအကြောင်းအားစစ်ဆေးဖို့အမိန့်ပေးပါရင် နောက်ရက်အနေငယ်အကြာမှာတော့ FBI ကအချက်လက်တွေတွေ့ရှိခဲ့ပါပြီးမင်းဖာငွေစားစစ်သားတယောက်ရဲ့ရှေးဟောင်းပစ္စည်းကုန်တဲ့တယောက်ဖြစ်တယ်လို့ပြောပါပြီးဒါကပီတာကိုပူပြီးစိတ်ဝင်စားစေခဲ့ပါပြီးသူကမင်းဖာဘာကြောင့်များဒီသမိုင်းဝင်ပစ္စည်းကိုရှေးဟောင်းပစ္စည်းစုဆောင်သူတယောက်စီမယောင်းမဲနဲ့ပြတိုက်ကိုပေးလိုက်တာလဲဆိုတာသိရှိနေခဲ့ပါပြီးဒါဟာရန်ကိုတံဖိုးကြီးမှတေချာပါပြီးပီတာကမင်းဖာဒီထက်ပို့ပြီးတော့တံဖိုးရှိတဲ့တကူကူကိုလိုရှင်းနေတာ ပိုက်ဆံမှာဟုတ်တာတေချာတယ်လို့ယုံကြည်နေခဲ့ပါရီအဲ့ဒီအတော်အတွင်းမှာပဲ BIM ကနိုင်ယရီအထဲမှာဝက်ထားတဲ့အရေးအမှုတွေကိုတွေးရှိခဲ့ပြီးတော့ Rally ကိုအထူး application တစ်ခုအတုံးပြုပြီးဘာတာပြန်ဖို့တောင်းဆိုခဲ့ပါရီ Rally ကဘာမှမတွေးခဲ့ဘူးဘာကြောင့်လဲဆိုတော့အရေးအမှုကနည်းလွန်းလို့ပဲဖြစ်ပါရီဒါပေမဲ့ BIM နဲ့သူ့ရဲ့အဖေတို့ဆွေးနွေးပြီးတော့နောက်ဆုံးမှာတော့ဒီအရေးအမှုရဲ့အတိတ်ပဲကိုတွေးခဲ့ပါရီအဲ့ဒါက Laboratory Lady လို့ဖတ်ပါရီလူလတ်မှုရုပ်ထုကိုဖန်တီးခဲ့တဲ့ပြင်သစ်လူမျိုးတယောက်ပါသူတို့ကလည်းကမ္ဘာပေါ်မှာ လွတ်လပ်မှုရုပ်ထုတုံးခုရှိတာတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့လာမော်လီပြောတာကတော့ Berry မြို့ကလွတ်လပ်မှုရုပ်ထုပဲဖြစ်ပါတယ်။နောက်တနေ့မှာဘင်နဲ့ Riley တို့အချက်ချင်း Berry ကိုလင်းနဲ့ပြန်တန်းသွားကြပါတယ်။ Riley ကလွတ်လပ်ရေးရုပ်ထုမှာဒဲလွန်ဆဝေရှာဖို့အတွက်ကင်မရာတက်ထားတဲ့ဝါယာလက်နဲ့ထိန်းချုပ်လို့ရတဲ့ရရင်တေးသေးလေးတစ်စီးကိုအသုံးပြုခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့လှုပ်ရှားမှုကိုကင်းလဲနေခဲ့တဲ့ရဲဝေကဖမ်းမိသွားခဲ့ပါရင်ဒါကြောင့်သူတို့နှစ်ယောက်လုံးအနေထုတ်ခံရတော့မလို့ဖြစ်သွားခဲ့ပါရင် ကန်ကောင်းသွားတာကဘင်မာရဲဝေကိုအာယုံလွဲနေတော့ရိုင်းလီဟာလွတ်လပ်ရေးရုပ်ထုအပေါ်မှာမတ်စုတစ်ခုတွေ့ခဲ့ပါရင်ဘင်ကရဲဝေကိုအဲ့ဒါအားဘာသာပြန်ခိုင်းခဲ့ပါရင်ဒီမတ်စုကနေဘင်မာအင်္ဂလန်ဘီယမဗစ်တိုးရီးယားစီကိုဦးတည်တဲ့အရေးအမှုတစ်ခုကိုတွေ့ရှိခဲ့ပါရင်ဘင်မာအဲ့ဒီသဲလွန်စားကကဘာမှာနှစ်ခုပဲရှိတဲ့ခိုင်မာတဲ့စပွဲတစ်ခုဖြစ်ပြီးအဲ့ဒီစပွဲဝေးအထက်ကတခုဟာဘက်ကင်ဟမ်နန်တော်မှာရှိတယ်ဆိုတော့ချက်ချင်းတော့ပေါက်သွားခဲ့ပါရင်ဒါကြောင့်ဘင်နဲ့ရိုင်လီတို့ဟာအချိန်ဖြုံးမနေတော့ဘဲနဲ့ချက်ချင်းအင်္ဂလန်ကိုထွက်သွားကြပါရင် ဒီအတော်တွင်းမှာပဲဘင်ရက်အဖေကမမျော်လင့်ပဲတိုက်ခိုက်မှုတစ်ခုခံခဲ့ပါရင်အဲ့ဒါကတော့မစ်နဲ့သူ့ရဲ့လူဝေစီကနေလာတာပါဖြစ်ပုံကတော့မစ်ဖာဘင်အဖေရဲ့ဖုန်းကိုကလုံးလုံးရှင်တာဖြစ်ပြီးအဲ့ဒါမှာပဲဘင်ကသူ့အဖေစီအစည်းအခံတဲ့အရေးမို့တွေကိုမစ်ကတီးသွားမှာပါနောက်ဆုံးမှာတော့ဘင်နဲ့ရိုင်းလီတို့အင်္ဂလန်ကိုတွားကြပါရင်သူတို့နှစ်ယောက်ကဘင်မကြီးရဲ့ရုံခန်းထဲကိုခိုးဝင်ပြီးတော့ Resort Labs ပွဲဖို့ကဒဲလွန်ဆောက်ဝေးကိုရှောင်ဖေးဖို့အတွက်အလုပ်ခွဲလုပ်ကြပါရင်ရိုင်းလီက CCTV ကိုချိတ်ပြီးတော့ဘင်ရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်ရမှာပါ နန်းတော်ထဲမှာဆိုတော့ဘင်ဟာသူ့ရဲ့တာဝန်တွေကိုထမ်းဆောင်ရမှာပဲဖြစ်ပါရင်ဘင်ကသူ့ရဲ့မစ်ရှင်ကိုဆောင်ရွက်နေတော့အဘီကေရောက်လာခဲ့ပါပြီဖြစ်ပုံကအဘီကေဟာဘင်မြတ်မစ်ရှင်ပြီးမြောက်အောင်ကူညီဖို့အတွက်ရည်ရွယ်ထားတာပါဒါပေမဲ့သူမကိုဂျေဆုတင်မဲ့အစားဘင်မှာ လူရဲ့အာယုံဆိုင်လာအောင်ရိုးရိုးသေးသေးဖြစ်အောင်လုပ်ပြပါရင်အဘီကေကဘေးအရန်စိတ်လုံရှားနေတာကိုစိတ်ရှုပ်သွားခဲ့ပါပြီဘင်တရုတ်ဆောင်နေတာဆိုတာကိုတတိထားမိတဲ့အထီးပဲဖြစ်ပါရင်ဒါကြောင့်အဘီကေကနောက်ဆုံးမှာတော့ဘင်မြတ်တရုတ်ဆောင်မှုကိုလိုက်လုပြီးသူတို့နေရာလုံးအရာရှိတွေကဖမ်းဆီးခံလိုက်ရပါရင်အဲ့ဒီနောက်သူတို့ကိုအခန်းတစ်ခုစီခေါ်သွားပြီးတော့စစ်ဆေးမေးမြန်းကြပါရင်ဒီအချိန်မှာပဲသူတို့နေရာပြန်ပြေးလည်သွားကြပြီးဘယမရဲ့ရုံခန့်ကိုရှာဖို့အတွက်အတူထွက်ခွာသွားကြပါရင်နေရာသားအတန်မထွက်စေဖို့အတွက်အရန်ကိုကျင်းတဲ့အစားအသောက်ထည့်ဖို့တဲ့နေရာတစ်ခုကနေဖြတ်ပြီးတော့အဲ့ဒီကနေ ထွက်ခဲ့ကြပါရင် Riley ကအပြင်ကနေလမ်းညွန်ပေးနေတော့ Bim နဲ့ Abigail တို့ရုံခန့်ကိုအောင်မြင်စွာရှာဖွေနိုင်ခဲ့ပါပြီ Bim ဟာချက်ချင်းပဲဇပွဲပေါ်ကအရေးအမှုတွေကိုရှာဖွေပြီးတော့လိုအပ်ကုတ်ပါလာတာကိုတွေ့ရှိခဲ့ပါရင် Bim ဟာပဟေတိဖြည့်ရှင်းဖို့အတွက်အောင်မြင်လိုက်တဲ့အခါမှာတော့သူကအမျိုးမျိုးသောတင်ကေတဝေပါတဲ့တစ်တာပြတစ်ခုရခဲ့ပါရင် အဲ့ဒါကတကခုခုရဲ့အရေးအမှုဖြစ်တယ်လို့တေချာပါရင်ဘင်ကချက်ချင်းပဲအဲ့ဒီအပြာကိုယူလိုက်ပါရင်ဒါပေမဲ့တချိန်တည်းမှာပဲလုံချုံကြီးအရာရှိဝေကဘင်နဲ့အဘီကေတို့ထွက်ပြေးသွားပြီးဆိုတော့ကိုတိသွားကြပါရင်သူတို့ချက်ချင်းပဲလိုက်ရှာကြပါပြီကန်ကောင်းတာကတော့ Riley ဟာအလင်းမြန်ဆုံးအရေးယူဆောင်ရွက်ခဲ့ပါရင်သူကအရာရှိဝေရဲ့အာယုံဆူဆိုင်မှုကိုလွဲဖို့အတွက်အချက်ပြီးခလုတ်ကိုနှိပ်ပြပါရင်ဒါကြောင့်သူတို့အလုံးထွက်ပြေးဖို့နဲ့နန်းတော်ကနေလုံချုံစွာထွက်ခွာဖို့အခွင့်အရေးရသွားခဲ့ပါပြီနန်းတော်ကနေထွက်ပြေးရနောက် ဘင်အဘီကေနဲ့ရိုင်းလီတို့ကတစ်တာပြားပေါ်မှာရှိတဲ့တင်ကေတောက်ဝင်ကိုဘယ်လိုမျိုးဘာသာပြန်ရမှာလဲဆိုတာစဉ်းစားပါရင်ဒါပေမဲ့မကြခင်မှာဘင်ဟာသူတို့ကိုမစ်နဲ့သူ့ရဲ့လူတွေနောက်ရောက်ခံလိုက်နေတာကိုသတိထားမိခဲ့ပါရင်ဒါကြောင့်အချက်ချင်းပဲသူ့ရဲ့တငယ်ရှင်းနေတဲ့အသူထွက်ပြေးဖို့ဆုံးဖြတ်ပါရင်သူတို့ထွက်ပြေးတာကိုမြင်တော့မစ်ဟာလက်အောင်ငယ်တောက်ဝင်ကိုသူတို့ကိုလိုက်ဖို့အတွက်အမိန့်ပေးပါရင်ဒီလိုမျိုးလိုက်နေတဲ့အချိန်မှာပဲဘင်သူ့ရဲ့ဖုန်းကင်မရာပြတ်သွားလို့တစ်တာပြားကိုအမြန်နှုံးပြကင်မရာနဲ့ ဓာတ်ပုံရလဲပါလိပြီးတော့မေပြဲလျောင်းငယ်သားဝေးလိုက်တာရက်သွားအောင်ချက်ချင်းပဲအဲ့ဒီအဖျားကိုမြစ်အထဲပြစ်ချလိုက်ပါလိအဲ့ဒီနောက်ဘင်ကအရေးမှုကိုဘာသာပြန်ဖို့သူ့အဖေရဲ့အင်ကိုပြန်သွားပါလိကံမကောင်းစွာနဲ့ပဲပက်ထွက်တာသူ့ဘာသာပြန်လို့မရဘူးလို့ဝန်ခံပါလိဒါပေမဲ့သူကဒီလိုင်းမှာကျွမ်းကျင်သူတယောက်ကိုတိပါလိအဲ့ဒါကတော့တခြားလူမဟုတ်ပဲအမလီဘင်မြက်အမေပဲဖြစ်ပါလိဒါနဲ့ဘင်ကသူ့အဖေကိုစနီဟောင်းနဲ့တွေ့ဖို့ဖိတ်ခေါ်ခဲ့ပါလိကနအူးပိုင်းမှာဆိုတော့သူ့အဖေကပြင်းထန်ငင်းဆန်ပါလိဘာကြောင့်လဲဆိုတော့သူနဲ့သူ့ရဲ့အမေဟာ နှစ်30ကျော်ကြာအဆက်အသွယ်မလုပ်ခဲ့ကြလို့ပါဒါပေမဲ့နောက်ဆုံးမှတော့သူကသူ့သားရဲ့တောင်းဆိုချက်ကိုလိုက်လျောခဲ့ပါတယ်နောက်တနေ့သူတို့ဟာမေရီလန်တက်ကလိုကကတိကဖြစ်တဲ့အမ်မလီနဲ့တွေ့ခဲ့ပါတယ်အစပိုင်းမှာတော့အမ်မလီကပက်ထရစ်ကိုမြင်တာမုန်းနေပုံရပါတယ်ဒါပေမဲ့ဘင်ကဝင်ရောက်ဆုတ်ဖက်ပြီးတော့သူ့အမေစီလာရတဲ့ရွယ်ချက်ကိုချက်ချင်းပြောလိုက်တဲ့အခါမှာအမလီပျော့ပျော့ရွှင်ပဲဘင်ကို အရေးအမှုတွေဖြည့်ရှင်ဖို့ကူညီခဲ့ပါတယ်ဒါပေမဲ့သူတို့စီမံရှိရတစ်သားပြကပြည်စုံတဲ့ညွန်ကြားချက်တွေမရှိပါဘူးဘာကြောင့်လဲဆိုတော့အခြေခံအဖြစ် resolve စပွဲဝေဟာအသွဲလိုက်ဆောက်ထားတာဖြစ်လို့ beam ကနောက်စပွဲတစ်လုံးဖြစ်တဲ့ ဟေးစပွဲကိုရှာဖို့လိုအပ်နေတယ်မာရီအဲ့ဒါကတော့အိမ်ဖြူတော်မှာရှိတာပါအချိန်ထပ်ဖြုံးမနေတော့ပဲဘင်နဲ့အဘီကေတို့အီစတာပွဲတော်ကျင်းပနေကြတဲ့အိမ်ဖြူတော်စီတန်းသွားလိုက်ကြပါရီအဘီကေကအိမ်ဖြူတော်မှာအလုံးလုံးပြီးတော့သူ့ကိုချိုက်တဲ့ကွန်နာဆွဲလူနဲ့တွေ့ခဲ့ပါရီကွန်နာဟာအစကတော့တွန်းဆုံနေခဲ့ပေမဲ့ဘင်ကချက်ချင်းပဲသူရဲ့ရွယ်ချက်ကိုရှင်းပြလိုက်ပြီးအဘီကေကတမရယုံခန်းကိုလာလေရှင်လို့ဆိုပြီးတော့ဟန်ဆောင်ခဲ့ပါရီ ကုနာကလည်းတွန့်တုန်နေခဲ့ပေမဲ့ဒါကသူချစ်တဲ့အမျိုးသမီးအဘိကေရဲ့တောင်းဆိုချက်ဖြစ်လို့လိုက်လျောခဲ့ပါရင်ကုနာဟာအဘိကေနဲ့ပင်ကိုတတိထားဖို့မှာပါရင်မကြောင်လဲဆိုတော့တမရယုံခန့်ဟာဘေတုမဆိုလာလေလို့ရတဲ့အများပြည်သူဆိုင်ရာနေရာမဟုတ်လို့ပါဒါပေမဲ့ပင်ကဟေးစပွဲကိုတွေ့တဲ့အခါမှာနောက်ထပ်အရေးအမှုကိုရှာဖို့စူးစမ်းနိုင်အောင်အဘိကေကိုအချက်ပြလိုက်ပါရင်အဘိကေကသူမရဲ့ငကတ်ကြသွားတယ်လို့ဟန်ဆောင်ပြီးကိုရက်ကိုကူရှာဖို့တောင်းဆိုခဲ့ပါရင်ဒီအတော်တွင်မှာပဲပင်ဟာစပွဲပေါ်ကအရေးအမှုကိုရှာဖို့အမြန်ဆုံးလှုပ်ရှားပါရင် ကမကောင်းစွာနဲ့ပဲစပွဲပေါ်ကကိုကိုဖြည့်ရှင်ပြီးတဲ့အခါမှာအရေးအမောပါနဲ့တစ်သားပြကအဲ့ဒီမှာမရှိတော့ဘူးမကြခင်မှာတော့ဘင်းနဲ့အပီကီတို့အင်ဖြူတော်ကနေထွက်လာပြီးရိုင်းလီကိုတစ်သားပြကမရှိတော့တာအချက်ချင်းပဲပြောပြပါရီဒါကိုကြားပြီးတော့ရိုင်းလီကသူ့ရေးခဲ့တဲ့လူိုင်းမသိတဲ့လောကတမရဆုံအကြောင်းမတ်မိလာခဲ့ပါရီဘာကြောင့်လဲဆိုတော့အဲ့ဒါကတမရတယောက်ကနေနောက်တယောက်စီလက်ဆင့်ကမ်းထားလို့ပါဒါပေမဲ့ကောလာဟလတစ်ခုကမှတ်မယ်ဆိုရင်အဲ့ဒီဇောက်ဟာဟေးစပွဲနဲ့လောကကိုအကြောင်းမှတ်တမ်းတင်ထားတာဖြစ်နိုင်တယ်လို့ပြောပါရီ တမကောင်းစွာနဲ့ပဲတမရကပဲအဲ့ဒီစုပ်အကြောင်းကိုသိပါရင်ဘင်ကတမရနဲ့တွေ့ဖို့အတွက်ဆက်တွေ့တဲ့နေရာမှာသူ့စီမှာအတိဝေမရှိဘူးဆိုတော့ပေါက်ခဲ့ပါရင်ဒါပေမဲ့သူကတမရကိုဖမ်းဆီးဖို့အကြံရသွားခဲ့ပါပြီ။သူကမကြခင်ကျင်းပမဲ့တမရရဲ့မွေးနေ့ပွဲကိုမိုက်ဘာနွန်ဟိုတယ်မှာကျင်းပဖို့ဦးတည်စီရှင်ခဲ့ပါရင်ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာမှာဆိုရင်သူ့ရဲ့အစီအစဉ်တွေပို့ပြီးလွဲကူစီမဲ့လိုအပ်လမ်းကြောင်းရှိနေလို့ပါနောက်တနေ့ရိုင်းလီနဲ့ပက်ထရစ်တို့ဝါရှင်တန်ကဟိုတယ်အလုံးကို booking လုပ်ဖို့အတွက် အတတူပူပေါင်းလုံဆောင်ခဲ့ပါရင်ဒါကြောင့်တမရရဲ့ပွဲကိုလိုရှင်တီဖြစ်စေမလိုရှင်တီဖြစ်စေမိုက်ပန်နွန်ဟိုတယ်မှာပဲကျင်းပရတော့မှာဖြစ်ပါရင်ဒါမှပဲဘင်းရဲ့အစီအစဉ်ကအကောင့်တွေဖော်လို့ရမှာပါအဲ့ဒီကဘင်းဟာတမရနဲ့တွေ့ခဲ့ပါရင်တမရကအထင်ရှားပဲဘင်းကိုကိတ်မိသားဆိုရင်တရားအနေနဲ့တိပိသားဖြစ်ခဲ့ပါရင်ဘင်းကတမရဟာကြော့ဝါရှင်တန်ကိုတကယ်ကြိုက်တယ်ဆိုတာသိပါရင် ဒါကြောင့်သူကသူတို့ရှိတဲ့နေရာနဲ့တိတ်ပြီးမဝေးတဲ့လိုအပ်လမ်းကြောင်းတစ်ခုကိုပြသထားတဲ့ဝါရှင်တန်ဆွဲထားတဲ့မြေပုံတစ်ခုကိုပြပါရီးသူကတမ်မရော့ကိုလမ်းကြောင်းရှာဖို့အောင်မြင်စွာဆွဲဆောင်နိုင်ခဲ့ပါရီးပင်နဲ့တမ်မရော့ကအင်ဖြူတော်အဆောင်တွေရဲ့စောင့်ကြမ်းမှုအောက်မှာဒီလမ်းကြောင်းကိုတွန်းခဲ့ကြပါရီးဒါပေမဲ့တမ်မရော့ကအနောက်အရှက်မခန့်ရှင်းတဲ့အတွက်သူ့ရဲ့ကိုရန်တော်ဝင်ကိုဘေးမှနေခိုင်းပြီးသူနဲ့ဘင်ကပဲလမ်းကြောင်းအတိုင်းဆက်လျှောက်ခဲ့ပါရီးဒါကဘင်အတွက်တော့တမ်မရော့နဲ့သူ့ကိုယ်ရင်ကိုထောင်ချောက်ဆင်ဖို့အရန်လွယ်ကူတွန်းစီခဲ့ပါရီး သမရဟာဘင်မြတ်ထောင်ချောက်စင်မှုကိုပေါ်ပေါက်တဲ့အခါမှာတော့ထိတ်လန့်သွားခဲ့ပါရင်ဒါပေမဲ့ဘင်ကချက်ချင်းသမရရဲ့လိုအပ်စုပ်အကြောင်းကောလာဟလဝေကိုမေးပါရင်အစကတော့သမရဟာလိုအပ်ကြံစည်မှုကိုအတိပြုရှင်ဖို့မရပါဘူးဒါပေမဲ့ဘင်ကတော်တော်ကလေးတီကြီးဟန်ပေါက်နေခဲ့ပါရင်သူဟာတကယ်ကိုမှသမရကိုဖန်ဆီးရှင်တာမဟုတ်တဲ့အတွက်သူတို့နေရာအတွက်လမ်းကြောင်းတစ်ခုကိုပြင်ဆင်ထားပါပြီနောက်ဆုံးမှာတော့သမရကဘင်ကိုစောက်တင်းဆဲထားရာစာကြည့်တဲ့နေရာစီပြောပြလိုက်ပါရင်သူကလည်းစောက်နှစ်ပတ်ကိုပါပေးပါရင်အဲ့ဒါကတော့စောက်ရှာဖို့လိုအပ်ကုတ်တစ်ခုပါ ဒီအရေးအမှုတွေရပြီးအောင်ဘင်ကချက်ချင်းထွက်ခွာသွားခဲ့ပါရင်ဒါပေမဲ့မထွက်ခွာခင်တမရကသူ့ကိုတတိထားဖို့မှာလိုက်ပါရင်ဘာကြောင့်လဲဆိုတော့မရှင်မအောင်မြင်ဘူးဆိုရင်သူဟာအများရှိမှဘင်ကိုကောက်ွယ်ပေးလို့မရပါဘူးဒါကြောင့်ဘင်ကတမရရဲ့လုံရွှေကိုထိခိုက်စေတဲ့အတွက်ဖမ်းဆီးခံရမှာဖြစ်ပါရင်အချင်းပြုံးမနေတော့ဘဲနဲ့ဘင်ရိုင်းလီနဲ့အဘီကီတို့ကချက်ချင်းတွေ့ပြီးတော့စာကြီးတိုက်စီဦးတည်တော့ကြပါပြီ ်အဘီဂေကအဲ့ဒီနေရာကိုကောင်းကောင်းသိပြီးသားဖြစ်လို့တမရရဲ့ lowest အုပ်ထားတဲ့ဇုတ်စင်စီကိုနိုင်ရိုက်သွားပါရင်ဒါပေမဲ့သူတို့ကအဲ့ဒီနေရာကိုရောက်တဲ့အခါမှာဇုတ်ကိုဘယ်မှမတွေ့တော့ပါဘူး Riley ဟာဇုတ်ကိုတဲရောက်ငားထားတယ်လို့ထင်ပါရင်ဒါပေမဲ့ဘင်ကဇုတ်စင်အနောက်ွယ်မှာကုတ်တစ်ခုကိုတွေ့ခဲ့ပါရင်ပြီးတော့သူကဇုံနှစ်ပတ်နဲ့အဲ့ဒီကုတ်ကိုရိုက်ထည့်လိုက်တဲ့အခါမှာဇုံပေါ်လာခဲ့ပါပြီ။ဒါကကောလာဟာလာတက်တက်မဟုတ်ဘူးဆိုတာထင်ရှားသွားခဲ့ပါပြီ။ဘင်းချက်ချင်းပဲ ဟေးစပွဲအကြောင်းအချက်လက်တွေကိုရှာပြီးတော့အရေးအမှုအသစ်တခုကိုတွေးခဲ့ပါတယ်။ဒါပေမဲ့ FBI ကသူ့ကိုစတင်လိုက်ရှာနေပြီဖြစ်လို့သူတို့ချက်ချင်းထွက်ဖို့လိုအပ်နေခဲ့ပါတယ်။ဘင်ကသူ့ရဲ့တင်ငယ်ရှင်နေရောက်ကိုခွဲထွက်သွားဖို့ပြောပါတယ်။အစကတော့အဘီဂီကတန်တရားဝင်တည်ပါတယ်။ဒါပေမဲ့သူမဟာစာကြီးတိုက်ကနေထွက်ဖို့အောင်မြင်ခဲ့ပါတယ်။မကြခင်မှာပဲဘင်ကသူတို့ကိုအမိလိုက်လာခဲ့ပါတယ်။ဒါကြောင့်သူတို့၃ယောက်လုံးစာကြီးတိုက်ကနေလုံခြုံစွာထွက်ခွာနိုင်ခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲမစ်ကဘင်ဟာအရေးမို့အစ်တစ်ခုတွေးရှိပြီးဆိုတာကိုချက်ချင်းပဲသိပါရီသူကချက်ချင်းအရေးယူဆောင်ရွက်ခဲ့ပါပြီအမလီကိုကိုဘာသာပြန်နိုင်တယ်ဆိုတာကိုတိတဲ့အတွက်ချက်ချင်းသူမနဲ့တွေ့ခဲ့ပါရီအစပိုင်းမှာအမလီကမစ်ကိုဘန်နာရှာသူတယောက်လိုထင်ခဲ့တဲ့အတွက်ကူညီဖို့မလိုလားပါဘူးဒါပေမဲ့မစ်ကသူမကိုချိန်ချောက်တဲ့အတွက်သူ့ရဲ့တောင်းဆိုချက်ကိုလိုက်နာဖို့အတင်းအကျပ်ပြုခံလဲရပါရီမစ်ကတစ်တာပြားကအရေးမို့အကြောင်းလိမ်ပြောဖို့လည်းပြောခဲ့တယ်ပါရီပက်ထရစ်သူမစီလာတဲ့အခါမှာအမလီကနောက်ဆုံးတော့အဲ့ဒီအတိုင်းပဲလုပ်ခဲ့ပါရီ သူမကဘင်ဟာအရေးအမှုအစ်စ်တီကိုရှာဖွေတွေ့ရှိလိမ့်မယ်လို့တေချာယုံကြည်ပါသည်။ဘာကြောင့်လဲဆိုရင်တော့ဘင်ကညံကောင်းတဲ့လူတယောက်ပါ။နောက်တနေ့မစ်အမလီကိုဘန်တာအတွက်လိုအပ်နေရလို့ထင်ရတဲ့မော်ရက်စ်မိုးစီကိုခေါ်သွားခဲ့ပါသည်။မမျော်လင့်မနဲ့ဘင်နဲ့တငယ်ရှင်တွေကအရင်ဆုံးရောက်နေခဲ့ပါပြီ။မစ်ဟာချက်ချင်းတတိထားမိပြီးတော့အမလီရဲ့လုံခြုံရေးကိုချိန်ချောက်ခဲ့ပါသည်။ဒါပေမဲ့ဘင်ပြောလိုက်တာကရဲဝေသူ့ကိုလိုက်နေပြီဆိုတာပဲဖြစ်ပါသည်။ဒါကြောင့်မစ်ကလည်းအဖမ်းခံရဖို့တေချာတယ်လို့ရှိနေခဲ့ပါသည်။နောက်ဆုံးမှာမစ်ကဖန်တာရှာဖို့ဘင်နဲ့ အလုတ်လုတ်ဖို့အတင်းကျပ်လောက်ခံလဲရပါရင်မကြခင်သူတို့ကကြောက်ဆောင်ဒီတော့တစ်ခုကိုရောက်ရှိခဲ့ကြပါပြီဘင်ဟာမစ်ကိုနောက်ထပ်အရေးအမှုပြောခံလဲပါရင်ဘာကြောင့်လဲဆိုတော့မစ်ကသူ့ရဲ့အမိကိုတစ်တာပြားဖို့ကအရေးအမှုကိုဘာသာပြန်ဖို့အတွက်အတင်းလုတ်စီခဲ့တယ်ဆိုတာသူသိနေလို့ပါနောက်ဆုံးမှာတော့မစ်ကအရေးအမှုကိုဖော်ထုတ်ခဲ့ပြီးတနင်္လာနေ့ဘင်ဟာအဲ့ဒီလိုအပ်ချက်ကိုနားလည်သွားခဲ့ပါရင်သူကအချက်ချင်းပဲအဲ့ဒီနေရာကကြောက်သုံးတွေကိုရေလောင်းလိုက်ပါရင်နောက်ထပ်အရေးအမှုကိုရှာဖို့ဒါကပဲတစ်ခုထဲတော့နီလန်ဖြစ်တယ်ဆိုတာသိလို့ပါ အဘိကေကဗန္တာဝင်ပေါက်ကိုအမှန်အသာပြုတ်ထားတဲ့ငက်တင်ကေတာတခုကိုတွေးရှိခဲ့ပါရင်ပင်ဟာကြောက်တဲ့ကိုသူ့ရဲ့လက်တွေထိလိုက်ပြီးမကြခင်မှာတော့အနားမှာ၆ကမ္ဘာတခုရုတ်တရက်ပြိုကျကဝက်ထားတဲ့ဝင်ပေါက်တခုပေါ်လာစီခဲ့ပါရင်အဖွဲကချက်ချင်းဝင်ခဲ့ပါရင်ဒါပေမဲ့သူတို့ဝင်သွားတဲ့အခါမှာဝင်ပေါက်ကအလိုအလျောက်ပိတ်သွားပြန်ပါရင်ဒါကြောင့်သူတို့အကုန်လုံးအထဲမှာပိတ်မိသွားကြပါပြီလူဝိုင်းကထွက်ပေါက်ကိုရှာကြည့်ကြပါရင်ဒါပေမဲ့ကမ္ဘာကောင်းစွာနဲ့ပဲဘင်ရိုင်းလီအဘီကေနဲ့မစ်တို့ဟာခြေချော်ပြီးတော့အောက်ကိုလိမ့်ကြပြီး ဘင်မြက်မိဘဝင်နဲ့ကွဲသွားခဲ့ပါပြီသူတို့ကထောင်ချောက်လိုမျိုးကြိယာတစ်ခုအပေါ်ကျသွားခဲ့ပြီးတော့အောက်ကိုချောမကျသွားအောင်ကျမ်းပြင်ရဲ့တချို့နေရာမှာရက်နေခဲ့ပါပြီသူတို့ကလမ်းကြောင်းတွေရှာကြည့်ရင်းနဲ့ပဲအဘီကေကအနားမှာရှိတဲ့လေကားတစ်ခုကိုတွေ့ခဲ့ပါပြီကနအူးပိုင်းမှာတော့ဘင်မှာလေကားတက်ရှင်တဲ့ပထမဆုံးလူဖြစ်ခဲ့ပါပြီသူကကျမ်းပြင်ဟာဟန်ချက်ကြီးနေအောင်လူပိုင်းကိုနေရာချထားခဲ့ပါပြီဒါပေမဲ့မစ်ကဘင်မြက်ရှေ့ကနေသွားနေပြီဖြစ်လို့ဘင်သူ့ကိုအရင်သွားခွင့်ပေးရတော့ပါပြီ ဘင်နဲ့သူတငယ်ရှင်တွေရောက်ကမစ်ကနေသူတို့ကိုကူညီဖို့စောင့်နေခဲ့ကြပါရင်ဒါပေမဲ့မစ်ပြတ်မလာတဲ့အတွက်အဘိကေဟာအဲ့ဒီကနေထွက်မဲ့ဒုတိယလူအဖြစ်ဆုံးဖြတ်ခဲ့ပါရင်ကမ္မကောင်းစွာနဲ့ပဲအဘိကေဟာလီကာကိုလမ်းလိုက်တဲ့အခါမှာတစ်သားချန်ပီယံကပြိုကျသွားခဲ့ပါပြီးရိုင်းလီကအဘိကေအနောက်ကနေခုံချလိုက်ပါရင်ဘင်ကရောချန်ပီယံပေါ်မှာတက်ရောက်တဲ့ချန်ရည်ခဲ့ပါရင်ကန်ကောင်းတာကမစ်ပြတ်လာပြီးဘင်ကိုကူညီနိုင်ခဲ့ပါရင်ဒါကြောင့်သူတို့အားလုံးကဲတင်ခံရပါရင်အဲ့ဒီနောက်သူတို့၄ယောက်ဟာရေတိုလောင်ကန်တစ်ခုဖြစ်တဲ့အခန်းကြီးတစ်ခုကိုတွေ့ရှိခဲ့ပါရင် သူတို့ရှာကြည့်ကြည့်လိုက်တော့နောက်ထပ်အရေးအမွတ်ကရေအောက်မှာရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်သူတို့ရဲ့ခရီးကိုဆက်လက်တွားနိုင်ဖို့အတွက်ရေကိုစုပ်တွားအောင်လုပ်ရမှာပါ။ရေကန်တဲမှာတွေ့ရှိခဲ့တဲ့အရေးအမွတ်ကိုလိုက်ပြီးတော့သူတို့ကနောက်ဆုံးမှာတော့သူတို့ရှာပွေနေခဲ့တဲ့အရာကိုတွေ့တွားခဲ့ပါပြီ။အဲ့ဒါကရွှေအစစ်နဲ့ပဲလှုပ်ထားတဲ့စာဘူလာ DLM စစ်တပ်ပဲဖြစ်ပါတယ်။ အဲ့ဒီအခါမှာဘင်းရဲ့မိဘဝင်ကလည်းအဲ့ဒီကိုရောက်လာကြပါပြီဒီနေရာကိုရှာဖွေတွေ့ရှိမှုနဲ့အတူဘင်းရမိုးဘေးတောမဲ့ကိဟာအပြစ်ကင်းစင်တယ်ဆိုတာတည့်တည့်ပြနိုင်ခဲ့ပါရီမေကနောက်ဆုံးမှာတော့သူ့ရဲ့လောရကိုဝန်ခံခဲ့ပါရီသူဟာတောမဲ့ကိကိုအသေးဖြတ်မိခဲ့တဲ့အတွက်တောင်းပန်ပါရီဘာကြောင့်လဲဆိုတော့ဒါကဘင်းကိုသူနဲ့အတူဘန်တာရှာဖို့ဆွဲဆောင်နိုင်တဲ့တခုထဲတော့နီလန်ဖြစ်နေလို့ပါ မင်းဖာစာဗိုလာရဲ့ရှာဖွေတွေ့ရှိသူအဖြစ်ဝီကင်ဆန်အမိကိုမတ်ပုံတင်နိုင်ခဲ့တာကြောင့်သူ့ရဲ့ရည်မှန်းချက်ကိုနောက်ဆုံးမှအောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုကမကြခင်မှာကုန်ဆုံးခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့နေရာကရေစိတ်ဝင်လာလို့ပါ။သူတို့ချက်ချင်းထွက်ခွာရပါတယ်။မဟုတ်ရင်တော့ပိတ်မိသွားမှာပါ။ဘက်ထရီကရေဟာအောက်ကိုစီးဆင်းနေတာတတိထားမိပြီးတော့အဲ့ဒါကသူတို့ရဲ့ထွက်ပေါက်ဖြစ်နိုင်တယ်လို့တွေးခဲ့ပါတယ်။ ဒါပေမဲ့သူတို့ထွက်ရှင်တဲ့အခါမှာရေစီးကပူအားကောင်းလာခဲ့ပြီးတေယောက်ကသူတို့လုံခြုံစွာ ထွက်နိုင်ဖို့တကားကိုထိန်းထားရန်လိုအပ်နေခဲ့ပါပြီးဘင်ဟာလူပိုင်းအဲ့ဒီနေရာကနေထွက်နိုင်ဖို့တုကိုတူစသီးခဲ့ပါပြီးဒါပေမဲ့ကံမကောင်းစွာနဲ့ပဲကြောက်တုံတုံကြလာတဲ့အတွက်မစ်ကကန့်စိုးမှုဖြစ်ခဲ့ပါပြီးသူဟာဘင်ကတကားစီခုန်ထွက်နိုင်ဖို့တကားကိုထိန်းထားဖို့အတင်းဖျားပြီးခံခဲ့ပါပြီးနောက်ဆုံးမှာမစ်ကတုကိုတူစသီးခဲ့ပါပြီးဒါပေမဲ့သူမထွက်ခွာခင်မစ်ကဘင်ကိုစင်ဘိုလာရဲ့ရှာဖွေတွေ့ရှိသူအဖြစ် ဝီကင်ဆန်ရဲ့နာမည်ကိုရေးသားဖို့အမိန့်ပေးခဲ့သေးပါရင်နောက်ဆုံးမှာဘင်ရိုင်းလီအပီကင်းနဲ့ပင်မြန်ဘီဘဝေကူထဲကနေအောင်မြင်စွာထွက်နိုင်ခဲ့ပါပြီးဘင်ကဘန်ဒါတွေ့ရှိပြီးစွာကို FBI ကပြောပြဖို့အတင်းအကျပ်လှောက်ခံခဲ့ပါရင်ဒါပေမဲ့သူကတမရော့ကိုဖမ်းဆီးတဲ့ဆွဲချက်နဲ့ဖမ်းဆီးခံခဲ့ပါရင်ဘင်ကိုတမရော့ရှေ့မှာခေါ်ဆောင်လာခဲ့ပါပြီးဒါပေမဲ့ထောင်ချခံရမယ့်အစားတမရော့ကဘင်ဟာဘာနွန်ဟိုတယ်စီဖောက်လုပ်ထားတဲ့လမ်းကြောင်းကနေသူ့ကိုကယ်တင်ခဲ့တဲ့ဆွဲပုံစံမျိုးနဲ့တက်တည်ခံပေးခဲ့ပါရင် ဒါကြောင့်ဘင်တယောက်ထောင်မကျသွားပဲနဲ့စုတစိတ်တခုရခဲ့ပါလိနောက်ဆုံးမှာတော့ဘင်ဟာသူ့ရဲ့ပိုးပြီးတောမက်ကေရဲ့နာမည်ကိုတန်းစင်စေနိုင်ခဲ့ပါလိအဘီဂီကသူ့ကိုပြန်လဲတင့်မြတ်ဖို့အတွက်တောင်းဆိုခဲ့ပါလိဘာကြောင့်လဲဆိုတော့သူမကိုနားလည်နိုင်တဲ့တယောက်ထဲတော်လူကဘင်မဲဆိုတာသူမကတဘောပေါက်လို့ပါတဖက်မှာတော့ရိုင်းလီတယောက်နာမည်တပိပိရလာခဲ့ပါလိသူကအရန်ကိုပျော်နေခဲ့ပြီးနောက်ဆုံးမှာတော့သူ့ကိုစိန်စီယာတယောက်အနေနဲ့အတိအမှန်ပြုတ်လာကြလို့ပါတမရော့ကိုရိုင်းကတော့မှသူ့ရဲ့စင်ခံကားအတွက်အခွန်ကင်းလို့ခွင့်ပေးလိုက်ပြီးစုအဖြစ် Ferrari ကားကိုပြန်ပေးခဲ့ပါလိ ကြည့်ရှုပြပရိသတ်များအလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ